မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်နေပြည်တော်မှာစစ်ဗိုလ်ချုပ်အတိုင်းဝန်ကတာသမီမင်္ဂလာဆောင်ကျင်းပနေချိန်တွင်အသေးခံ drone တွေနဲ့ပုံကျဲတိုက်ခတ်မှုကြောင့်လုံခြုံရေးအဆောင်ရဲနဲ့စစ်သားချုပ်ထိခိုက်ဒေဆုံးမှုရှိနေပါတယ်ဗမော်လေစိတ်ကိုရှော့တိုက်ဒုံးနဲ့ပြစ်ခတ်မှုကြောင့်လေချောင်းခီးစင်တွေအားလုံးဖျက်သိမ်းလိုက်ရတဲ့တဲ့င်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်အခုပ းမာဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘုတ်ကတော့နေပြည်တော် MICC2 အဆောက်အုံမှာစစ်ဘိုလ်ချုပ်အတိုင်းဝန်ကတပ်သမီးမင်္ဂလာဆောင်ကျင်းပနေခြင်းတွင်တော်လိုင်းတွေကကာမီကာစီအသေးခံဒရုန်းတွေနဲ့ဘုံကျဲတက်ခတ်တဲ့အတွက်လုံခြုံရေးအဆောင်ရဲစစ်သားချုပ်ထိခတ်ဒဏ်ရာရှိပြီးတေဆုံးမှုအချို့ရှိနိုင်တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ25နေ့မနေ့9:45မိနစ်ဝန်းကျင်ကနေပြည်တော် MICC2 အဆောက်အုံမှာစစ်ကောင်စီတပ်ကဘိုလ်ချုပ်အတိုင်းဝန်ထက်ကတပ်သမီးမင်္ဂလာဆောင်ကျင်းပနေခြင်းအသ သေးကန် drone တွေနဲ့ဘုံကျဲတက်ခိုက်မှုဖြစ်ပွားခဲ့လို့လဲဆိုပါရယ်အဲ့ဒီမင်္ဂလာဆောင်မှာလုံခြုံရေးယူနေတဲ့စစ်တပ်နဲ့ရဲတွေကိုအသေးကန် drone တွေနဲ့ဘုံကျဲတက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ် စစ်တပ်ထောက်ခံတဲ့ Lobby Telegram Channel တွေမှာနှွေမာလ25နေ့ကနေပြည်တော်စမှုတည်တည်မြို့နယ်ဇေယသိတိရက်ွက်ညွှန်ကြားရေးမှုချုပ်အင်အားအတွဲ drone တစ်စီးပြက်ကျနေရလို့လည်းသတင်းဖော်ပြထားပါတယ်။မြန်မာပြည်ပြည်ဆိုင်ရာ Convention ဘူဌာနအဆောက်အုံဟာစစ်ကောင်စီကနိုင်ငံတော်အဆင့်အစည်းအဝေးတွေနဲ့အခမ်းအနားတွေကိုမကြာခဏဆိုသလိုပြုလုပ်နေတဲ့နေရာလည်းဖြစ်ပြီးအခုတိုက်ခတ်ခံရမှုနဲ့ပတ်သက်ပြီးအသေးစိတ်သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။နှွေမာလ9နေ့ကလည်းနေပြည်တော်အင် လာလေတပ်ကိုအသေးခံ drone တွေနဲ့ဘုံကျဲတက်ခိုက်မှုဖြစ်ပွားခဲ့ရာထိခိုက်မှုရှိခဲ့ပေမဲ့စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ရမှာတော့ထိန်ချန်ထုတ်ပြန်ခဲ့ပါရရှင်။မန္တလေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းညောင်ဦးခရညောင်ဦးမြို့နယ်ငတ်တရောက်မြို့ကစစ်တပ်ဒေါက်တာ EPC ရုံဆက်လုပ်ရေးရုံပြန်ကြားရေးရုံနဲ့ဆက်သွယ်ရေးရုံတို့ကိုဝင်ရောက်စီးနင်းသိမ်းပိုက်ပြီး ်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ညာဦးခန့်ပကဖတာဝန်ခံကိုစည်းကပြောပါရတယ်။နိုဝင်ဘာလ25ရက်မနေ့ပိုင်းကညာဦးမြို့နယ်ငတရောက်မြို့ပေါ်ကအကြက်ဖက်စစ်တပ်ဒေါက်တိုင် EPC ရုံးစောက်လုပ်ရေးရုံးပြန်ကြားရေးရုံးနဲ့ဆက်သွယ်ရေးရုံးတို့ကိုဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရတယ်။အဲလိုတိုက်ခိုက်မှုကြောင့်အကြက်ဖက်စစ်ကောင်စီတပ်သားတွေအားလုံးဟာ ထောက်တိုင်တွေအားလုံးဟာထွက်ပြေးသွားတာကြောင့်အဲ့ဒီယုံလေးလုံးစလုံးကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ကိုစည်းကပြောပါတယ်။အဲလိုတက်ခတ်ချိန်မှာငတ်တယောက်မြို့ပေါ်ရဲစခန်းမှာအကြက်ဖက်စစ်သားရဲတွေရှိပြီမဲ့ တဦးတယောက်မျှထွက်လာရဲတာမျိုးမရှိဘူးလို့လည်းသိရှိရပါတယ်။ဒီတက်ခိုင်မှုကိုညာဦးမြို့နယ်ပကဖပကန်းပြည်ဘလူးတက်တောင်တာမြို့နယ်ပကဖညာဦးခရအမှတ်9တရင်မြင်းချံခရအမှတ်3ပုတ်ပါ production and guerrilla force 21ဘကန်ညာဦးပကဖတက်ခွဲသောမန်းပါခိုင်အဖွဲ့နဲ့အခြားမဟာမိတ်ညီနောင်တွေပူးပေါင်းတက်ခတ်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေဘက်ကအထူးခိုက်မရှိအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ ကချင်ပြည်နယ်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ကချင်ပြည်နယ်ဗမော်မြို့မှာစစ်ကောင်စီကလေကြောင်းအုံပြုကအေအားဖြစ်တင်းနေတဲ့ဗမော်လေရင်ကွင်းကို KIA ကရှော့တိုက်တုံးနဲ့ပစ်ခတ်လိုက်တာကြောင့်ဗမော်လေစိတ်အခြေပြုပြည်ရင်းလေကြောင်းခီးစဉ်တွေအလုံးကိုစစ်ကောင်စီကဖျက်သိမ်းလိုက်တယ်လို့စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။နိုဝင်ဘာလ26ရက်မနေ့ပိုင်းကဗမော်လေတပ်စခန်းကို KIA PDF ပူးပေါင်းတပ်ဖွဲ့ကရှော့တိုက်တုံးနဲ့ပစ်ခတ်မှုကြောင့်လေရင်ကွင်းအတွင်း ပေါက်ကဲမှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီလေဆိပ်ကိုအသုံးပြုပြီး စစ်ကောင်စီကစစ်အင်အားဖြစ်တင်းမှုတွေလှုပ်ဆောင်နေတာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းစေသတင်းမြစ်ကရှင်းပြပါတယ်။လက်ရှိဗမော်မိုးမောင်ခုနှစ်မိုင်အကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေသလိုစစ်ကောင်စီကမိုးမောင်မြို့နယ်ပြန်လည်သိမ်းပိုင်နိုင်ရေးထိုးစစ်ဆင်နေရလဲဖြစ်ပါတယ်။ဒါ့အပြင် KIA ကဗမော်မြို့ကိုစစ်ရေးရီမန်းချက်နဲ့ခြိတက်လာမှာကိုစစ်ကောင်စီကအကြီးအကျယ်စိုးရိမ်နေတာကြောင့် ခုခံတိုက်ခတ်နေတာလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ရှမ်းပြည်နယ်တဲတဲ့ဘုတ်ကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်နွားပန်းကြီးရွာမှာအကြက်ဖက်စစ်တပ်က12ရက်ကြာတပ်ဆွဲထားပြီးပြည်သူ6ဦးကိုဖမ်းဆီးရိုက်နှက်နေတဲ့အတွက်အသက်အန္တရာယ်ဆိုးရိမ်နေရသလိုစစ်တပ်ကပြည်သူတွေကိုရွာထဲကနေပေးမထွက်ပဲ ပိတ်လောင်ထားရလို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်တနာကိုပြတ်ပြပါရယ်နိုဝင်ဘာလ၁၄ရက်နေ့ကရွာငံမြို့အဝင်ကအကြက်ဖက်စစ်တပ်ရဲ့ဂိတ်စခန်းကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့တာမှာမွေးရဲတပ်ဖွဲ့ကရဲမှုအပါဝင်ရဲ၅ဦးဟာပွဲချင်းပြီးတေသွားပြီးတဲ့နောက်မှာအကြက်ဖက်တပ်သားအင်အား80ကျော်ကဟာနိုဝင်ဘာလ၁၅နေ့မနေ့ပိုင်းလောက်ကနေစတင်ပြီးငွားပန်းကြီးရွာကိုတနက်တွေနဲ့ပြစ်ခတ်ဝင်ရောက်စီးနှင်းခဲ့တာလည်းဖြစ်ပါရယ်အဲ့ဒီအကြက်ဖက်စစ်ကောင်စီတပ်သားတွေဟာနိုဝင်ဘာလ26ရက်နေ့ထိ စနစ်ရကြတက်ဆွဲထားပြီးကြေးရွာအတွင်းကအမျိုးသား၅ဦးနဲ့အမျိုးသမီးတဦးကိုအကြောင်းမဲ့ဖမ်းဆီးရိုက်နှက်နေတာကြောင့်အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့လည်းသိရပါဗျ။ဒါ့အပြင်အကြမ်းဖက်တပ်သားတွေကကြေးရွာအတွင်းကပြည်သူတွေကိုရွာပြင်ကိုပေးမထွက်ဘဲလက်ရှိအချိန်ထိဖမ်းဆီးပိတ်လောင်ထားတယ်လို့လည်းဒေသနေပြည်သူတွေကပြောပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာအမျိုးသမီးနဲ့မိန်းကလေးတွေအပေါ်စစ်တပ်ကအာဓမ္မကျင့်တပ်ဖြတ်ညှဉ်းပန်းနှက်ဆက်မှုတွေပါဝင်အကြမ်းဖက်မှုရပ်တန့်ရေးနဲ့ကျူးလွန်သူတွေကိုအရေးယူနိုင်မှုအတွက်ကုလသမဂ္ဂဥဆောင်ပြီးအရေးယူပေးရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ25ရက်ကအမေရိကန်ပြည်ထောင်စုညော့မြို့ကုလသမဂ္ဂဌာနချုပ်မှနှစ်စဉ်ကျင်းပတယ်။အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုတိုက်ဖြတ်ရေးအပြည့်ပြည့်ဆိုင်ရာနေ့25ရက်မှာအထိတ်အမှတ်အတွက်ကုလသမဂ္ဂ ကအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးမှာအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။နိုင်ငံကအတိုင်ဝန်အနေနဲ့အမျိုးသမီးတွေနဲ့မင်းကလေးငယ်တွေပေါ်အကြမ်းဖက်မှုရပ်တန့်ရေးအတွက် ကျိုးပန်းဆောင်ရွက်မှုတွေမှာမြန်မာနိုင်ငံကိုခြံလက်မထားစေလိုတယ်လို့လည်းဆိုလိုက်ပါတယ်။ပြည်ထနာရဲ့စစ်မြေကိုဖြည့်ရှင်ဖို့ပြစ်ဒဏ်ကွင်းလွတ်ခွင့်ချုပ်ငိမ့်ဖို့ရာဇဝတ်မှုကျူးလွန်သူတွေကိုတာဝန်ခံစေဖို့နဲ့နိဒာသူတွေနဲ့အသက်ရှင်ကျန်ရစ်သူတွေအတွက်တရားမျှတမှုပေါ်ဆောင်ဖို့ကုလသမဂ္ဂအနေနဲ့ဆက်လက်ဦးဆောင်တာစူပါအရေးယူဆောင်ရွက်ချက်တွေကိုလှုပ်ဆောင်ရန်အတွက်မြန်မာအသံမကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်တာလည်းဖြစ်ပါရဲ့ရှင်။ ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့စကန်တိုင်းကျုံးလာမြို့နယ်ကုတ်ကိုကုန်းယူရမှာအကြက်ဖက်စစ်တပ်က6ရက်ကြာတပ်ဆွဲပြီးကြေးရော်တွေကိုဇက်တိုက်စီးနှင်းနေတဲ့အတွက်ထွက်ပြေးတိမ်းရှောင်ရတဲ့ပြည်သူတွေဟာပုံမှုမျက်ပြတ်လာပြီး တောင်းနဲ့ချီရှိလာကဆစ်ဆောင်ပြည်သူတွေကိုစစ်တပ်က drone နဲ့ဇက်တိုက်ဘုံကျဲတက်ခတ်ခဲ့တယ်လို့ကျွန်းလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်နာကိုပြပြပါရယ်နိုဝင်ဘာလ20နေ့မနေ့အစောပိုင်းကနေစတင်ကကံပေါ့ရွာကနေထွက်ခွာလာတဲ့အင်အား200ကျော်ခန့်ပါတဲ့အကြက်ဖက်စစ်ကြောင်းဟာကိုကိုကုန်းရွာတိုက်နယ်စစ်ရုံးကိုဝေရောက်စီးနင်းတဆွဲပြီးတဲ့နောက် နိုဝင်ဘာလ26ရက်နေ့ကိုကိုကုံရွာမှာတက်ဆွဲထားကအနီးနားကကြွရတွေကိုဇက်တိုက်စီးနေနေတာလည်းဖြစ်တယ်လို့သိရှိရပါတယ်။အဲ့ဒီစစ်ကြောင်းဟာနိုဝင်ဘာလ20ရက်21ရက်နဲ့22ရက်နေ့တို့မှာကိုကိုကုံရွာမတောင်ရွာလွတ်တိုက်ရွာနဲ့ဆွဲလဲရွာတို့ကိုဇက်တိုက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ဒါအပြင်အကြက်ဖက်စစ်တပ်စစ်ကြောင်းဟာ၎င်းတို့စစ်ကြောင်းထိုးရလမ်းတစ်လျှောက်က စစ်ဆောင်ပြည်သူတွေကိုဒရုန်းနဲ့စက်တိုက်ပုံကျဲတက်ခတ်နေတဲ့အတွက်ထွက်ပြေးတင်းဆောင်နေရတဲ့ပြည်သူတွေရေအတွက်ဟာပုံမများပြလာကလက်ရှိအချိန်မှာတင်းဆောင်နေရတဲ့ပြည်သူဥယေတပေါင်းဒီပါရှိလာပြီဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိအချိန်မှာတကုံးရွာ၊ကုတ်ကုကုံးရွာ၊တံပရာပင်စုရွာ၊မြပုံသာရွာ၊လွတ်တက်ရွာ၊မတောင်ရွာ၊ဆွဲလဲရွာနဲ့ကံဘလူမြို့နယ်တွင်လက်ခုတ်ပင်ရွာအပါအဝင်အနီးအနားကကျွရွာတွေကပြည်သူတွေပါထွက်ပြေးတင်းဆောင်နေရတယ်လို့လည်းသိရပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါရှင်။ကျေးပါများပါ။